ယခုစစ်ပွဲတွင် အစ္စရေးကိုဆက်လက်ကူညီနေအောင်မည်ဆိုပါကမိမိတို့အာရပ်နိုင်ငံများက ရေနံလုံးဝမရောက်မဲ့သပိတ်မှောက်မည်ဖြစ်ကြောင်းဖြင့်တန်အမတ်ကြီးများကဥဒွေကျင်းညာချက်တစောင်းထုတ်ကြသည် လုံးပဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะစကားရီးယားကအော်တိုဘာ6ရက်နေ့ကတည်ရှိနေသည့်နေရာများကိုအပြစ်ခတ်ရဲစဲရင်မြင်းချောင်းအဖြစ်သတ်မှတ်ရမည်ဆိုရင် တရားမျှတခြင်းမရှိကောင်းမြတ်သောစိတ်ထားမရှိသည့်တင်ပြချက်သာဖြစ်မည်ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကိုအကောင့်ထဲပေါ်ပေးရန်တောင်းဆိုနေသောအာရပ်ပြည်သူများ၏တောင်းဆိုမှုကို ကုလသမဂ္ဂထောက်ခံပါဟုတောင်းပန်လိုပါသည်ဟု ဆက်လက်ပြောဆိုသည်ဆက်လက်ပြီးဒမ်မတ်စကတ်မြို့ရှိ ဆိုဗီယက်ရုံးများကိုအစ္စရေးတို့ဘုံကျဲတိုက်ခိုက်သည် AFP သတင်းကိုအသံကြကြဖြင့်ဖတ်ပြသည်ဘုံကျဲတိုက်ခိုက်ခြင်းသည်ဒူးကျော်စစ်စင်နွယ်နေသူများကသူတို့အတွက်အခက်ခဲများတွေ့လာရသောအခါတွင်ဂမူးရှူတို့စင်ကန်တော်တိုပြုတ်လုခြင်းသာလျင်ဖြစ်ကြောင်းဖြင့်ဆိုဗီယက်တမ်မကြီးရာကော့မာလစ်ကပြောဆိုသည်ဒမတ်စကတ်မြို့ပေါ်မှာတီဂျီထိခိုက်ဒဏ်ရာရကြသည့် အယက်သားများအတွက်ဝမ်းနေကြေကွဲပါကြောင်းဖြင့်အစ္စရေးကိုစလေတီကိုအားကပြောလိုက်သောအခါယာကော့မာလစ်သည်တပိတ်မောက်ဆန္ဒပြသည့်အနေဖြင့်ဇီဝေခမ်းမကြီးအတွင်းမှထွက်ခွာသွားတော်သည်မာလစ်ကလူသက်သမားတွေလူစိုးခိုင်းဝင်တွေကဝမ်းနေတဲ့အကြောင်းပြောဆိုနေကြတွေကိုနားထောင်ဖို့ကျွန်တော်ဒီခန်းထဲမှာမနေတော့ပါဘူးဟုပြောဆိုကထွက်ခွာသွားခြင်းဖြစ်သည်ခမ်းမအတွင်းမှာမာလစ်ထွက်ခွာသွားစဉ်ကျင်းရစ်သူများကတော်တော်အုပ်အုပ် လက်ခုပ်တီကဩဘာပေးကြသည်ဣသရေကိုယ်စလဲတီကိုအားကလက်ရှိစစ်ပွဲနှင့်ပတ်သက်ပြီးအကြီးမားဆုံးတာဝန်ရှိသူမှာဆိုဗီယက်နိုင်ငံမင်းဖြစ်ကြောင်းဣသရေနိုင်ငံသည်မိမိကိုဂျူးကျော်စော်ကတိုက်ခိုက်လာသူများအားပြန်လည်တွန်းလှန်ခွင့်လည်းရှိကြောင်းဖြင့်ပြောဆိုသည်ဣသရေတို့ကအီဂျစ်နှင့်ဆီးရီးယားကိုတိုက်ခိုက်လာခြင်းသည်မင်းတို့ကြိုက်တာလို့မင်းတို့အလိုဆန္ဒကိုစန့်ခြင်းပြီးလုံခြုံရေးကောင်စီဆုံးဖြတ်ချက်မချစေရဟုသော အမေရိကန်တို့၏အာမခံချက်ဤရလက်သားလျင်ဖြစ်သည်ဟု စီးရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီးဇဂါရီးယားကပြောသည်။အစရေလေးတပ်နှင့်အတူပါဝင်တိုက်ခိုက်ကြရန်အမေရိကန်နိုင်ငံသားများကိုခေါ်ဆိုလိုက်သည်ဟု သိရပါသည်။ယနေ့ဂိုင်းရိုမြို့ကိုဘုံကျဲတိုက်ခိုက်သည့် Phantom တိုက်လျင်မျိုးစားအစင်း30ကိုလည်းအမေရိကန်တို့ကအစ္စရေးသို့ပေးပို့ရန်ရှိသည်ဟုလည်းကြားရပါသည်။ကျွန်တော်ကြားသိရသောသတင်းများမမှန်ကန်ပါစေနှင့်ဟုမျှော်လင့်ပါသည်။ ို့သို့မဟုတ်လျင်အီဂျစ်နိုင်ငံညာရေးဝန်ကြီးမိုဟာမက်အယ်ဇီရက်ကပြောဆိုသွားသည်1968ခုနှစ်နိုဝင်ဘာ22ရက်နေ့ကသုံးဖြတ်ချက်ကိုတဆက်သေးအကောင့်ထဲပေါ်သွားနိုင်ပြီးအပြစ်ခတ်ရစဲရေးကိုကုလသမဂ္ဂကချက်ချင်းတောင်းဆိုပါဟုဩစတြေးလျကိုယ်စားလှယ်ပီတာဂျင်ကိုဝစ်ကတိုက်တွန်းသည် အစ္စရေးတို့တိမ့်ပိုက်ထားသည့်နေမြေများပေါ်တွင် လက်ရှိစစ်ပွဲဖြစ်ပွားနေသည် ိုရီဒါများမှအစ္စရေးတို့လုံးဝပြန်လည်ဆုတ်ခွာရုပ်သိမ်းသွားကြမှဒါလျင်ငြိမ်းချမ်းရေးအတွက်တောင်းဆိုနိုင်ပြီထို့သောမှာလက်မခံနိုင်ရင်အစ္စရေးတို့သည်ယူကျော်ရေးတမားများဖြစ်ကြောင်းဤလုံခြုံရေးကောင်စီကဆုံးဖြတ်ပိုင်ရန်တောင်းဆိုပါသည်ဟုယူဂိုစလာဗီးယားဒုဝင်ကြီးချုပ်မီလော့စ်မီနစ်ကအကြံပေးသွားသည်အပြစ်ခတ်ရစဲရေးဆုံးဖြတ်ချက်ကိုလုံခြုံရေးကောင်စီကအကောင့်ထဲမဖော်နိုင်ရင်ကျွန်ုပ်တို့၏အမြင်များမပြောင်းလဲခဲ့သည့်အတွက် အပြစ်ကင်းရှင်းကြောင်းယူဆပါမည်ငြိမ်းချမ်းရေးရရှိမှုအတွက်စွန်းစွန်းတမန်လှုပ်ဆောင်ရမည်ဟုကျွန်ုပ်တို့ထင်မြင်ယူဆခဲ့ကြပါသည်ဟုပြင်းသစ်ကိုယ်စားလှယ်လူဝီဒီဂူရင်ဂန်းကပြောသည်ဆူဒန်နိုင်ငံရဲ့ဝန်ကြီးခါလစ်မန်ဆော်ကလည်းအောက်တိုဘာ6ရက်နေ့မတိုင်မီကနေရာများသို့ပြန်ဆုတ်ပေးကြရန်အမေရိကန်၏တောင်းဆိုချက်ကိုကြားရသောအခါအချာဂျိုးတခုမှတရဝါတခုက လာရောက်တောင်းဆိုနေလေရော့သလားဟု ထင်မှတ်ရကြောင်းဝေဖန်သွားသည် ။အစရိယနိုင်ငံသား၏ဝင်ကြီးအဘာအီဗန်ဤပြောဆိုချက်များသည်အယူချီးပန်းဖြစ်နေသည်။အစရိယတို့ကနည်းမြေချက်တွင်လူမှုကိုအဆုံးမသတ်သေးသမျှစစ်ဆက်ဆွေးနွေးမှုများဖြင့်ငိမ့်ညံရေးကိုအကောင့်ထဲဖို့၍မရနိုင်ကြောင်းမိမိတို့နိုင်ငံကယုံကြည်ထားပါသည်ဟုသီရိလင်ကတန်မကြီးကပြောသည်။1968ခုနှစ်စပွဲတုန်းကသိမ့်ပိုက်ထားခဲ့သည့်နည်းမြေများအလုံးမှအစ္စရေးများပြန်လည်ဆုတ်ခါသွားရမည်။ယခုဖြစ်ပေါ်လာသည့်ပောက်ကွဲမှုသည အစ္စရေးအပေါ်မှာသာတာဝန်ရှိသည်ဟုမလေးရှားကိုယ်စားလှယ်ကတင်ပြသည်။ဘုံဂျုံရေးကောင်စီအဖွဲ့ဝင်တို့သည်တစ်ဖက်နှင့်တစ်ဖက်အပြစ်တင်ကြရင်းဖြင့်ဒုတိယအကြိမ်မြောက်ဘုံဂျုံရေးကောင်စီအစည်းအဝေးပြီးဆုံးသွားပြန်သည်။လက်ရှိစစ်နှင့်ပတ်သက်၍တိကျခိုင်မာသောဆုံးဖြတ်ချက်တစုံတရာကိုချမှတ်နိုင်ခြင်းမရှိကြ။1983အောက်တိုဘာ10ရက်ဗုဒ္ဓဟူးနေ့အီဂျစ်စစ်မျက်နှာဝိဂျေတန်းကြီးစစ်တပ်ရသည့်သဘောမျိုးဖြင့်ပြစ်စမမြောင်နေစစ်ပွဲကိုစတင်ကြသည် စ္စရေးကလေးတပ်ဖြင့်တိုက်ပွဲများအချိန်ဟုန်မြင့်လာရန်ကြိုးစားသည်။အီဂျစ်တို့ကလည်းရှိသမျှစွမ်းအားများဖြင့်အစ္စရေး၏လေးချောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည်။မြေပြင်မှာလည်းတင်ကားတိုက်ပွဲများချီလျင်တပ်တိုက်ပွဲများဖြစ်ပွားသည်။ဒူနိုင်သည်ငားနိုင်သည်ဟုကျင်းညာနေသည်မှတပါအချင်းနေသည်ထူးထူးခြားခြားပြောင်းလဲလာခြင်းမရှိကြစစ်ချိန်ရော့ကြသွားပြီးစစ်ပြိုင်ဘက်နိုင်ငံများစစ်နာနေလီရော့သလားဟု ထင်မှတ်ရသည်ဇီနိုင်ကျွန်းဆွေတဲ့တွင တင်ကားတိုက်ပွဲများအတန်အသင့်ဖြစ်ပွားသည်ထင်းထင်းရှားရှားနေမြင်များသိမ့်ပိုင်နိုင်ခြင်းမရှိကြကြအီဂျစ်တို့ကတူးမြောင်းကိုဖျက်ကျော်ကာတက်ကူမြန်ပို့မြဲပို့သည်အစ္စရေးတို့ကလည်းအီဂျစ်တက်ကူများကို လေးချောင်းမှတိုက်ခိုက်မြဲတိုက်ခိုက်သည်ပင်လယ်များအတွင်း၌လည်းတာမန်တိုက်ပွဲများဖြစ်ပွားသည်ရင်းဆိုင်တိုက်ပွဲများဖြစ်ပွားခြင်းမရှိရေးတပ်တို့သည်တစ်ဖက်နှင့်တစ်ဖက်အဝေးမှ အမြောက်ပြင်လှမ်းပြင်နေကြရုံမှတပါးကြီးမားသောတိုက်ခိုက်မှုမဖြစ်ပွားကြ Syria စစ်မြေနား ဒီမှာတော့လေးချောင်းတိုက်ပွဲကြီးများဆင်နွှဲရင်းဖြင့်ဂိုလန်ကုန်းမြင်မြင်စစ်မျက်နှာတွင်အစ္စရေးတို့ကပြင်စမမြောင်နှင့်စစ်ပွဲကိုစတင်သည်ရေပြင်တိုက်ပွဲများထက်လေးချောင်းမှဘုံကျဲခြင်းစစ်တပ်နဲ့များဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းစီးရီးယားပြည်တွင်သို့ဒရဇတ်ထိုးဖောက်ချီတက်နေသည့်အစ္စရေးတပ်များကိုလေးတပ်ဖြင့်အကာအကွယ်ပေးခြင်းများကို အစ္စရေးတို့ကအားကြုံမှန်တဆောင်ရွက်ကြသည်ထို့သောစီးရီးယားပြည်တွင်သို့စစ်ဦးထိုးဖောက်နေခိုက်အစ္စရေးလေတပ်ကအကာအကွယ်ပေးနေစဉ် စီးရီးယားလေးတပ်ကအစ္စရေးလေးတပ်ကိုကြားပြတ်တိုက်ခိုက်မှုပြုသောကြောင့်လေးတပ်တိုက်ပွဲဖြစ်ပွားသည်ထိုတိုက်ပွဲတွင်စီးရီးယားတို့၏မစ်တိုက်လင်းရင်းများ18ဆင်းကိုပစ်ချလိုက်သည်ဟုအစ္စရေးတို့ကကြေညာသည်စစ်စတင်ပစ်ပွားသည်မှစပြီးလင်းရင်းအကြဆုံးကိုအစ္စရေးတို့လုံးဝမကြေညာဘဲနှုတ်ပိတ်နေခဲ့ကြရာယခုပထမအကြိမ်လင်းရင်းအရေးအတွက်ကိုကြေညာလိုက်ခြင်းဖြစ်သည်သို့တော်လည်းမိမိတို့ဘက်မှမြင်းမြဆုံးရှုံးထိခိုက်သွားသည်ကိုမူကြေညာခြင်းလုံးဝမပြုချေ ိုလန်စစ်မြေနာမှာဒေချောင်းတိုက်ပွဲများဖြစ်ပွားကြောင်းစီးချင်းတိုက်ပွဲများဖြစ်ပွားကြောင်းဒေချောင်းတိုက်ပွဲများသည်ပြင်းထန်လာကြောင်းနှစ်ဖက်စလုံးကကြေညာကြသည်သို့တော်လည်းအချက်လက်အသေးစိတ်များကိုမူနှစ်ဦးစလုံးကကြေညာခြင်းမရှိကြကြည်ရန်သူများကိုကြီးစွာထိခိုက်နစ်နာဆုံးရှုံးစေလိုက်သည်ဆိုသောမရင်မယားအချက်များကိုသာကြေညာကြသည် အာရက်ပြောသည်များရနိုင်သည်မလူအင်အားအကုန်နှင့်စစ်လက်နက်ပစ္စည်းအင်အားအကုန်ကိုတုံပြီးတုံးသည ဆိုဗီယက်တို့၏နီးဗျူဟာကိုအီဂျစ်တို့လက်တွေကျင်သုံးကတိုက်ခိုက်ကြသည်ဟုဆိုသည်တရားမျှတမှုကိုတိဆောက်ရန်ရည်ရွယ်ချက်ဖြင့်အီဂျစ်နှင့်ဆီးရီးယားတို့သည်လွတ်မြောက်ရေးစစ်ပွဲများကိုဆင်နွှဲလျက်ရှိကြကြောင်းဖြင့်ဖော်ပြထားသည့်အီဂျစ်သမ္မတအဝါဆရက်၏ကြေညာချက်ကိုမော်စကိုရှိကမ္ဘာငြိမ်းချမ်းရေးကောင်စီ၏တဘာဝတိအဖွဲ့ရှေ့မှောက်တွင်ဆိုဗီယက်ပြည်ဆိုင်ရာအီဂျစ်သံမကြီးကဖတ်ကြားသည်ဆရက်၏ကြေညာချက်တွင်အစ္စရေးတို့သည် 1968ခုနှစ်ကသိမ်းပိုက်သွားသည့်နယ်မြေများအလုံးမှလုံးဝပြန်လဲရုပ်သိမ်းပေးရမည်။ပါလက်စတိုင်းပြည်သူများ၏ရပိုင်ခွင့်များအလုံးကိုပေးရမည်။အီဂျစ်ပြည်သူတို့သည်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက်ကျူးကျော်သူများအပေါ်အောင်ပွဲခံနိုင်ရန်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။အစ္စရေးတို့သည်သူတို့သိမ်းပိုက်ထားသည့်နယ်မြေများမှနောက်ထပ်6နှစ်ကြာအောင်ထွက်ခွာသွားကြအောင်မည်မဟုတ်ကုလသမဂ္ဂဆုံးဖြတ်ချက်နှင့်ကမ္ဘာငြိမ်းချမ်းရေးကိုအကာအကွယ်ပေးရန် အပြည့်ပြည့်ဆိုင်ရာဥပဒေကိုလေးစားလိုက်နိုင်ရန်မိမိကိုမိမိကာကွယ်ခွင့်တရားများကိုကာကွယ်နေသည်အာရပြည်သူများအားထောက်ခံရန်ကမ္ဘာပြည်သူတရားလုံးအားပန်ကြားပါကြောင်းဖြင့်စရက်ဤကျင်းညာချက်တွင်ပါရှိသည်1982ခုနှစ်ကဖြတ်တောက်ခဲ့သောတန်တမန်ဆက်သွယ်ရေးကိုပြန်လည်ဆက်သွယ်ရန်အီရန်နိုင်ငံ၏ကမ်းလှမ်းချက်ကိုလက်ခံလိုက်ကြောင်းဖြင့်အီရန်ကကြေညာသည်ဂျော်ဒန်နိုင်ငံ၏အရန်တပ်သားများအလုံးသက်ဆိုင်ရာတပ်များသို့တွားရောက်တာဝန်ထမ်းဆောင်ကြရန်နှင့် ငိမ့်စာတက်မတော်အရာရှိအရာခံအကြက်တသားအားလုံးစေဦးစီးဌာနသို့အကြောင်းကြားကြရန်ဘရင်ဟူစင်းကအမိန့်ထုတ်လိုက်သည်လက်ရှိအခြေအနေကြောင့်စစ်စုစည်းမှုကို ပြုလုပ်ခြင်းဖြစ်သည်အစ္စရေးပြောသည်များလက်ရှိစစ်ကိုခက်ခက်ခဲခဲတိုက်ရမည်မိမိခံမှန်းထားသည်ထက်လည်းစစ်ကြောပူရှည်လိမ့်မည်ဟုအစ္စရေးဒုကာကွယ်ရေးဦးစီးချုပ်ဘူးချုပ်အေဟာရွန်ညာရစ်ကပြောသည် အောင်မွေးကိုလွယ်လွယ်ရမည်မဟုတ်သို့တော်လည်းအစ္စရေးတပ်များသည် တူးမြောင်မှာနှစ်မိုင်းနဲ့သုံးမိုင်အကွာနေရာများတွင်တည်ငြိမ်မှုရနေကြပြီခြေကုပ်ကောင်းကောင်းရနေကြပြီဇီရီယာကိုလေးချောင်းမှာတွားရောက်ဘုံကျဲခြင်းမှာမိမိတို့နာဇရက်အနီးရှိပြန်လေထူထောင်ရေးကြေးရွာများကိုအမြောက်ဖြင့်ပြစ်ခတ်နှိပ်စက်နေခြင်းအားလက်စားခြေခြင်းဖြစ်သည်အပြင်းထန်နိုင်သမျှအပြင်းထန်ဆုံးလက်စားခြေတိုက်ခိုက်ရန်ဆုံးဖြတ်ထားသည်စသဖြင့်ဘိုးချုပ်ရာရက်ကပြောသည်ဒုရီယာကျင်းမြောက်အစိုးရအဖွဲ့အစည်းအဝေးကိုညနေပိုင်းကကျင်းပသည် စစ်ပွဲအခြေအနေနဲ့ပတ်သက်ပြီးဘူဂျုယာရက်က အစည်းအဝေးခန်းစားများကိုအစိုးရအဖွဲ့ဝင်များကြားနာကြသည်။ကမ္ဘာနိုင်ငံအသီးသီးမှဂရံများဆိုဗီယက်နိုင်ငံသည်ယခုစစ်ပွဲတွင် အလွန်သတိထားနေကြောင်းအမေရိကန်နှင့်ပြဿနာ ထိတိုင်မတိုးစေဘဲအာရပ်နိုင်ငံများကိုအကူအညီပေးပြီးမဲတင်ထားရန်ပြုလုပ်နေကြောင်းဖြင့်အနောက်အုပ်စုတန်တမန်များရက်ကွက်ကယနေ့ပြောသည်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနေတဲ့သဘောကျတယ်ဆိုလို့ရှိရင် ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုစင်မြေပြင်တွင် အဆုံးဖြတ်ပေးနိုင်လောက်သည့်အချိန်လေးမျိုးကိုရောက်မလာသေးသမျှဇိုဘီရဲ့ဒီဤပြဿနာကြီးကိုတတ်တတ်ကြွကြဖြေချင်းလိမ်အောင်မည်မဟုတ်အာရတ်များနောက်ဆုတ်ရပြီဆိုသောအခါတွင် အပြစ်ခံအမြန်ဆုံးရဆဲရန်ရုရှားတို့အတန်အကျယ်ဆုံးအော်ကြလိမ့်မည် ဒိုရီမဟုတ်အာရတ်တို့အနေဖြင့်ရှေ့ဆက်တိုးနိုင်စရာ မရှိတော့သောအခါတွင် အပြစ်ခတ်ရစေးရေးကိုတောင်းဆိုလိမ့်မည်စသဖြင့်နန္ဒမန်များကပြောဆိုကြသည်စစ်ပွဲရစေးရန်ကြိုးပမ်းမှုများကိုအမေရိကန်သမ္မတနစ်ဆင်ကလွှတ်တော်သို့ယနေ့တင်ပြသည်လွှတ်တော်အမတ်များအားလုံးနစ်ဆင်ကိုအကျွမ်းမဲ့ထောက်ခံကြသည် နစ်ဆင်နှင့်နိုင်ငံညာ၏ဝင်ကြီးကစ်ဆင်ဂျာတို့ကမိနစ်90ကြာအောင်စစ်ပွဲနှင့်ပတ်သက်သည့်များ၎င်းတို့၏ကြိုးပမ်းချက်များကိုအသေးစိတ်ရှင်းပြကြသည် ဣသရေလတို့လက်နက်များပို့ပေးရေးကိစ္စသည်အမြဲတမ်းအကြံပေးဆွေးနွေးချက်များဖြင့်သာပြုလုပ်ခဲ့ရသည်ယခုအစည်းအဝေးတွင်မူဘာပြဿနာမှပေါ်မလာပါဟု စီးနိုင်လွတ်တော်ဒီမိုကရက်တစ်အမတ်အများစုခေါင်းဆောင်မိုင်မင်းစဖီကပြောသည်ယူဂိုစလာဗီးယားပေါ်လီတီကာသတင်းစာက ကုလသမဂ္ဂသည်တာဝန်အရှိဆုံးဖြစ်သည်ဒိန်ထားသည့်နေမင်းများမှဣသရေလတို့စုတ်ခွာမပေးသည်မြကာလပတ်လုံးငြိမ်းချမ်းရေးမရနိုင်ငြိမ်းချမ်းရေးမရှိလျင်စစ်သားလျင်ရှိမည်ဖြစ်သည် ထို့ကြောင့်မိမိဆုံးဖြတ်ချက်အကောင့်ထဲပေါ်အောင်ကုလသမဂ္ဂအနေဖြင့်စ조사ရမည်သာဖြစ်သည်ဟုရေးသားထားသည်ရုရှားကစစ်လက်နက်ပစ္စည်းများကိုအီဂျစ်နှင့်ဆီးရီးယားတို့အားလင်းရင်ကြီးများဖြင့်အဆက်မပြတ်တင်ပို့ပေးနေသည်ဟုအမေရိကန်အစိုးရဘိုင်းကပြောကြားသည်သို့တော်လည်းစစ်လက်နက်ပစ္စည်းအမျိုးအစားနှင့်အရေးအတွက်ကိုမူထုတ်ဖော်ပြောဆိုခြင်းမရှိသည်ရုရှားမှလင်းရင်များများသည်မြေထဲပင်လယ်ကိုဖြတ်ပြီးအီဂျစ်နှင့်ဆီးရီးယားနိုင်ငံများရှိလင်းရင်ဝင်းများသို့ တိုင်းရိုက်ပို့ပေးနေခြင်းဖြစ်သည်ဟုဆိုသည် အစ္စရေးကိုစစ်လက်နက်ပစ္စည်းများအ мян ဆုံးပို့ပြီးအားဖြည့်ပေးရန်အတွက်အမေရိကန်ကွန်ဂရက်လွှတ်တော်တွင်လည်းတောင်းဆိုနေကြသည် အစ္စရေးတို့ပေးရန်ရှိသောလင်းရင်းများများကို အချိန်မီအ мян ဆုံးပေးပို့ရန်တောင်းဆိုသည် ဆိုပြီးရကွန်မြူနစ်ပါတီအတွင်းရင်မူဘရန်ညက်ကအယ်ဂျီးရီးယားသမရဘူမီဒီယန်ထံပေးပို့သောသဝင်လွှာကြောင့်ဆိုဗီယက်အမေရိကန်ဆက်ဆံရေးကိုထိခိုက်စေလိမ့်မည်ဟုမော်စကိုမှာရှိနေသော အကဲခဲတမားများကဝေဖန်ကြသည်ဗရညက်ကသဝန်လမတွင်အီဂျစ်နှင့်ဆီးရီးယားတို့၏ခုခံစစ်ပွဲအဆုံးဖြတ်သည့်အာရဗ်နိုင်ငံညီညွတ်ရေးဘော်တွင်တည်ကြောင်းထို့ကြောင့်အာရဗ်နိုင်ငံများအားလုံးအီဂျစ်ဆီးရီးယားတို့နှင့်အတူလက်တွဲယက်တီကြရန်လိုကြောင်းဟောပြထားသည်ဆိုဗီယက်တို့လေ့ကျင့်ပေးထားသောဆီးရီးယားနှင့်အီဂျစ်စစ်တပ်တို့ရှုံးနိမ်လျင်၎င်းတို့ရှုံးခြင်းမဟုတ်ဆိုဗီယက်တို့ရှုံးခြင်းသာဖြစ်သည် ဆိုပြီးအဂုံတိတ်ခါကိုကြာစင်းစေလိမ့်မည်ဟု ဝေဖန်ပြောဆိုကြသည်ဘရညက်ဤတဝန်လွှာကုန်မူအစိုးရကရောအဂျီရီးယားတန်ယုံကပါထုတ်ဖော်ကြေညာခြင်းမရှိကြကုလသမဂဂျင်းပါစဉ်28ကြိမ်မြောက်ထွေထွေညီလာခံတွင် ကုလသမဂဆိုင်းယားမြန်မာနိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးလွင်ကယနေ့ညမေကွန်ပြောသည်တန်မကြီးဦးလွင်ကလက်ရှိနိုင်ငံတကာအရေးအခြေအနေတွင်ပိုး၍ငြိမ်းချမ်းသောကမ္ဘာစနစ်တရက်အတွက် မျောလင့်ချက်ကောင်းသောအလားအလာများဖြစ်ပေါ်လျက်ရှိကြောင်းသို့တော်လည်းအရှုဒေသများ၌တင်းမာမှုများနှင့် လက်နက်ကင်ပရိပခတ်များဆက်လက်ဖြစ်ပေါ်နေရာရင်းတို့ကိုဖျက်သိမ်းရေးအတွက်ထမှန်ကျိုးပန်းအထုံရန်လိုအပ်လျက်ရှိကြောင်းအာရှအနောက်ပိုင်းအရှေ့နေဂျုံရင်းပျက်စီးလာခြင်းအတွက်အလွန်အမင်းစိတ်မချမ်းမြေဖြစ်ပါကြောင်း1968ခုနှစ်နိုဝင်ဘာ22ရက်လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ပေါ်အခြေခံပြီးပြည်ထနာကိုငြိမ်းချမ်းစွာဖြည့်ရှင်းရန်ဖြစ်နိုင်သောအခြေအနေတွင်ရှိသေးသည်ဟု ကျွန်ုပ်တို့မျှော်လင့်ကြောင်းဖြင့်ပြောကြားသွားသည်1983အောက်တိုဘာ17ရက်ကြာသာပတေးနေ့အီဂျစ်စစ်မျက်နှာစတ်ထမမြောင်နေ့စစ်ပွဲကိုနေမထွက်မီကတည်းကပင်စတင်တိုက်ခိုက်ကြသည်အီဂျစ်မြေပြင်တပ်များကလေးရက်နေတာဝေးပြင်မြောင်များကိုအကာအကွယ်ယူပြီးစီနိုင်ကျွန်းစွေထဲမှထိုးဖောက်တိုက်ခိုက်နေသည်ဘာလက်ခန်းစစ်ကြောင်းကြီးမှလုံးဝလောင်နီနီပြိုးပြတ်သွားပြီဖြစ်သည်အာရတ်တို့သည်အောင်ပွဲများရနေသောကြောင့်စိတ်ဓာတ်တက်ကြွနေစေပင်ဖြစ်သည် အစ္စရေးကစစ်ပရိရဲ့တမျိုးပြောင်းလာသည်အသေးခံတပ်များကိုအီဂျစ်ရှေတန်းစစ်ကြောင်းဤအနောက်ပိုင်းသို့ပို့ကအာဖြစ်တပ်များထောက်ပံ့ရေးလမ်းကြောင်းများစစ်လက်နက်ပစ္စည်းယုံများကိုဖျက်ဆီးပြေရန်ဖြစ်သည်ထိုအစီအစဉ်အတိုင်းအသေးခံတပ်များကိုစုရတူးမြောင်း၏အနောက်ဘက်အီဂျစ်နိုင်ငံအတွင်းသို့ညဘက်တွင်တိတ်တဆိတ်သွင်းလိုက်သည်ထို့ကြောင့်တိုက်ပွဲများသည်ဇီနိုင်းကျွန်းဆယ်အတွင်းသာမဟုတ်တော့ဘဲစုရတူးမြောင်း၏အနောက်ဘက်အီဂျစ်နိုင်ငံအတွင်းမှာပါရင်းထန်စွာဖြစ်ပွားလာသည် ယနေ့စစ်ပွဲကိုနှစ်ဖက်စလုံးကဒဲကြီးမဲကြီးတိုက်ကြခြင်းဖြစ်သည်မော်ရိုကိုမှအင်အား3000ကျော်ပါသောတပ်ကူများစီနိုင်းစစ်မြန်နာတို့ရောက်ရှိလာကတိုက်ပွဲများဆင်နွှဲနေသည်အစ္စရေးလေယာဉ်များများကတူးမြောင်း၏အနောက်ဘက်ကမ်းသို့သွားရောက်ကာအီဂျစ်တို့၏စစ်ကူမော်တော်ကားတန်းကြီးကို တိုက်ခိုက်သည်စီနိုင်းအတွင်း၌တင်ကားတိုက်ပွဲများမှာအပြင်းထန်ဆုံးဖြစ်ပွားနေသည် အစ္စရေးတွင်ကအများအပြားနှင့်တန်ကြက်ကာကအများအပြားတို့ကိုဖျက်ဆီးကာစခန်းအများအပြားကို သိမ့်ပိုင်ရရှိနေကြောင်းအီဂျစ်ကကြေညာသည်ယနေ့တနေ့တည်းမှာပင် အစ္စရေးလေယာဉ်မောင်း23စင်းကိုပစ်ချလိုက်ကြောင်းဖြင့်အီဂျစ်စစ်ဦးစီးဌာနကထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားသည်စီးရီးယားစစ်မျက်နှာအီဂျစ်စစ်မျက်နှာမှထပ်တိုက်ပွဲများပိုမိုပြင်းထန်သည် အစ္စရေးကာကွယ်ရေးဝန်ကြီးဘူဂျိုကြီးမူရှေဒါယန်ကိုတိုင်ဂိုလန်ကုန်းမြင်မြင်သို့ရောက်လာကတိုက်ပွဲများကိုဦးစီးကိုကဲနေသည်ထိုးဖောက်လာသည့်အစ္စရေးစစ်ဦးကိုစီးရီးယားတို့ကကြံ့ကြံ့ခံသည် သို့တော်လဲအစ္စရေးလေးတဲ့ဘုံကျဲလင်းရင်များကစီးရီးယားခံစစ်ကြောင်းများကိုဒဲကြီးမဲကြီးဘုံကျဲချိုးဖောက်ပြသည်ကိုလန်တောင်ကုန်းမြေပြင် စခန်းမှနေပြီးမူရှိဒိုင်းရန်ကိုတိုင်ကြည့်ကလေးတဲ့အာအမိန်ပေးနေသည်ဘုံနံကိုမခံနိုင်မဲစီးရီးယားခံစစ်ကြောင်းတို့ချိုးပေါက်သွားသည် အစ္စရေးတင်ကားများသည်ညာဦးသရံထိုးဖောက်ဝင်ရောက်ရင်းနောက်ချံတံများကကစင်ကလေးဖြစ်သွားသည့်ရန်သူတင်ကားများကို လိုက်လံချေမုံသည် စစ်ပန်းနေသည့်စီးရီးယားစစ်ဗိုလ်အများပြားနှင့်စစ်သားတရားကျော်တို့ကိုတုတ်ပန်းများအဖြစ်ဖမ်းဆီးရမိသည်။လေရင်စီးခြင်းတိုက်ပွဲများတွင်စီးရီးယားလေရင်ဆက်တစင်းကိုအစ္စရေးလေတပ်ကပစ်ချလိုက်သည်။ရန်သူရှေတန်းခန်းစစ်စခန်းများကိုဖျက်ဆီးပစ်သည်။ရင်းနှံချက်ဆက်ယုံများကိုဘုံကျဲပစ်သည်။စီးရီးယားပြည်တွင်းရှိစစ်လေရင်တွင်၁၀ခုအနက်၈ခုကို လေတပ်ကသွားရောက်တိုက်ခိုက်သည်။ဂိုလန်ကုန်းမြေမြစ်မှစီးရီးယားထိုးစစ်များကိုယနေ့နက်နက်၁၀နာရီကစပြီး တက်လန်သွားစေခြင်းဖြစ်သည်မွန်လွယ်ပိုင်းသို့ရောက်သောအခါစီးရီးယားတို့သည်ထိုးစင်မဟုတ်တော့ဘဲခန်းစစ်သို့ပြောင်းသွားကာအစ္စရေးကထိုးစင်အဖြစ်အပေါ်စီးရသွားသည်ဂိုလန်ကုန်းမြင်မြင်ကြီးတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်ကာစီးရီးယားပြည်တွင်းသို့၆မိုင်အထိအစ္စရေးစစ်ဦးကထိုးဖောက်ဝင်ရောက်သွားနိုင်သည် နောက်ချံတပ်များကဘေးနှစ်ဖက်ကိုဖြန့်ထွက်ကာအစည်းပြေနေသည့်စီးရီးယားတပ်များကိုတိုက်သည်စစ်ဦးသည်ဒမတ်စကတ်မြို့တော်သို့ရောက်အောင်ခြိတက်ရန်ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည် ရှေ့တန်းမှာတဟုန်တို့ချီတက်နေသော တင်ကားများတွင်ဒမတ်စကတ်မြို့တော်ဟုမြေပြူများဖြင့်ရေးထားကြသည်စိတ်ဓာတ်တက်ကြွနေသည့်အစ္စရေးရဲဘော်များ၏ထိုပြုမှုကိုမြင်ရသောမိုးရှေဒါယန်ကဒမတ်စကတ်ကနေဒဲဗစ်မြို့တော်ကိုချီတက်မယ်လို့စီးရီးယားကကြေညာခဲ့တယ်။ယခုတဲဗစ်မြို့တော်ကနေဒမတ်စကတ်မြို့တော်ကိုဒိုးယိုပေါက်ချီတက်နေပါပြီဆိုတာသူတို့ကိုသိအောင်ပြလိုက်ပါ။မင်းတို့တင်ကားဘော်ကစာတန်းကိုလဲတဲဗစ်မြို့တော်မှဒမတ်စကတ်မြို့တော်သို့ ပြင်ရေးလိုက်စမ်းဟုပြောဆိုသည်ဂိုလန်ကုန်းမြင့်မြင့်မှဒမစကန်မြို့တော်သို့38မိုင်မြသာဝေးသည်ဘာနီးယားမြို့ရှိစီးရီးယားရေလောင်ကန်ကြီး12ခုကို အစ္စရေးရေတပ်သင်းမောများကအမြောက်ဖြင့်ပြစ်ခတ်ဖျက်ဆီးသည်ရေနံလောင်ကန်12ခုလုံးမီးလောင်ပျက်စီးသွားသည်စီးရီးယားမီးသာဖွဲ့များ၁၀နာရီကြာအောင်ခတ်ခတ်ခဲခဲမီးငြိမ်သက်ကြရသည်သို့တော်လည်းမီးကိုမနိုင်မဲအလုံးဆုံးရှုံးသွားသည် ။ Israel ရေးတပ်က Syria ဒုံးမြန်နဲ့သင်းမောနှစင်းကိုရေထဲပင်လယ်ထဲသို့နှိမ့်မြုပ်ပစ်လိုက်သည်။ Israel လက်ချက်ဖြင့်ဂရိသင်းမောတစ်စင်းလဲမီးလောင်သွားသည်။မိုရှေဒိုင်းယန်သည် Syria ရှေ့တန်းစစ်မြန်နာမှတနေကုန်နေသည်။ Damascus သို့စစ်ရှိရာလမ်းကြောင်းတစ်ချောင်း၌တွေ့သမျှသောရန်သူစခန်းအလုံးကို လုံးဝဖျက်ဆီးသွားရန်ညွန်ကြားသည်။အာရပ်ပြောသမျှ Israel တို့သည်စစ်ရှုံးနေပြီဖြစ်သောကြောင့်စစ်ကောင်းဆောင်များတုံးလုံးခြောက်ချနေကြပြီဖြစ်ကြောင်း ယခင်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဟိန်းဘလတ်အပါဝင်ဗိုလ်ချုပ်ကြီး6ဦးတို့ကိုအရန်တပ်များကပြန်ခေါ်ကာကိုရိုင်းကိုကြဦးစီးခိုင်းနေရကြောင်းဖြင့်ဂိုင်ရိုမှ LRN သတင်းစာကရေးသည်အီဂျစ်စစ်စခန်းများကိုဘုံကျဲတိုက်ခိုက်ရာတွင်အမေရိကန်ရေးတပ်မတော်လေးရင်တင်သင်းမော်မှလေးရင်များပါပါဝင်ပြီးအစ္စရေးတို့နှင့်လက်တွဲကတိုက်ခိုက်နေကြောင်းဖြင့်အီဂျစ်အစိုးရ၏အရှေ့လေပိုင်းသတင်းဌာနကသတင်းထုတ်ပြန်သည်သို့တော်လည်းမြည်သည့်စခန်းများကို မိသည့်ရက်ကတိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားခြင်းမရှိသေးထိုကိစ္စနှင့်ပတ်သက်ပြီးအမေရိကန်နိုင်ငံရာယီဝင်အမေရိကန်နိုင်ငံဂျာယီဌာနကညင်းဆိုသည်အစရိတက်များကိုအမေရိကန်နှင့်ဂျီဒီရှာလေးတက်များကအကူအညီပေးနေကြောင်းဖြင့်လဲဂိုင်းယိုရေဒီယိုကကြေညာသည်ယင်းသို့ကြေညာခြင်းသည်အရနိုင်ငံအသီးသီးရှိမြို့တော်များတွင်အမေရိကန်နှင့်ဗြိတိရှားစန့်ကျင်ရေးဆန္ဒပြပွဲများပေါ်ပေါက်လာအောင်သွေးထိုးခြင်းဖြစ်သည်ဟုအကဲခတ်သမားများကပြောကြသည် ို့ကြောင့်အာရနိုင်ငံများရှိမြို့တော်များမှအမေရိကန်နှင့်ဗြိတိရှားတန်အမှတ်ဖွဲ့ဝင်များသည်ပြည်ပသို့ထွက်ခွာသွားစာပြုနေကြသည်။နောက်ဂျာမနီဘုန်းမြို့တွင် အာရ12နိုင်ငံမှတန်အမှတ်ကြီးများဥရွယ်သတင်းစာကွန်ဖရင့်တရက်ကျင်းပသည်။ဒမတ်စကန်မြို့တော်ကိုအစ္စရေးတို့ဘုံကျဲသဖြင့်ရသားရာပေါင်းများစွာတေးကြီးပျက်စီးကြောင်းအစ္စရေးကိုအကူအညီပေးနေသည့်မြည်သည့်နိုင်ငံမဆိုယခုစစ်ပွဲတွင်အစ္စရေးကိုဆက်လက်ကူညီနေအောင်မည်ဆိုပါကား မိမိတို့အာရနိုင်ငံများကရေနံလုံးဝမရောက်မဲ့သပိတ်မှောင်မီဖြစ်ကြောင်းဖြင့်တန်မတ်ကြီးများကဥဒွေကျင်းညာချက်တစောင်းထုတ်ကြသည်ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification ကောင်းလေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ